ီစင်မာလာတရက်နေ့သတင်းစီစဉ်တွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေမှာတော့လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လူ့အခွင့်အရေးဆုံးရှုံးမှုတွေရှိနေတယ်လို့ဥခိုင်မာမီကပြောကြားတဲ့ဆိုတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအငှားအိမ်ယာချထားပေးမဲ့ရှောက်လာတွေကို2016ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလက်ခံသွားမယ်ဆိုတဲ့သတင်းကျမရဲ့ဝန်ထမ်းတွေကိုယ်တိုင် HIV ပိုးကူးစက်ခံရသူတွေကိုခွဲခြားဆက်ဆံမှုတွေရှိနေရလို့ဒေါ်ဖြူဖြူသိန်းကပြောကြားတယ်ဆိုတဲ့သတင်း သုံးလနီးပါးကြောင့်ဆစ်ဆီးမှုကိုရင်နာထားတဲ့တာယာရီအချင်းထောင်ကဖန်းစည်းခံចောင်းသားတွေအမှုကိုပြန်လဲဆစ်ဆီးတယ်ဆိုတဲ့သတင်းလက်ရှိအဆိုရအနေနဲ့ဖန်းစည်းထားတဲ့နိုင်ငံရေးအချင်းသားတွေအားလုံးကိုလှုပ်ပေးဖို့နဲ့အမှုကိုဖြတ်သိမ်းပေးဖို့အတွက်တာကတာအဖွဲ့ဝင်ចောင်းသားကိုစီယာလင်ကတောင်းဆိုရတဲ့ဆိုတဲ့သတင်းတွေပါဝင်ပါတယ်လက်ရှိမှာနိုင်ငံသားတွေရဲ့လူအခွင့်အရေးဆုံးရှုံးတာတွေရှိနေတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်မှလည်းလူအခွင့်အရေးဆုံးရှုံးတာတွေရှိနေတယ်လို့အလုံမြို့နယ်မင်းစနာနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ကြီးကပြောပါရယ် ပထမအကြိမ်ပြည်သူ့လွှတ်တော်73ကြိမ်မြောက်ပုံမှန်အစည်းအဝေးနိုဝင်ဘာနေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်နိုင်ငံသားတွေရဲ့မူလအခွင့်အရေးဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးဆိုင်ရာကော်မတီရဲ့ဆောင်ရွက်ချက်တွေမှာလိုအပ်ချက်တွေအားနည်းချက်တွေရှိနေတယ်လို့လည်းဥက္ကဋ္ဌမကြီးကဝေဖန်ခဲ့ပါတယ်။မီဒီယာသမားတွေအမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့ကျောင်းသားတွေဝင်းရံသူတွေဟာအကျဉ်းထောင်ထဲမှာရှိနေတယ်လို့ စစ်ပေးရှောင်နေရတဲ့သူတွေဟာလည်းလူအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ဆိုပါတယ်။ဒါတွေကိုကော်မတီကနေကွင်းဆင်းဆောင်ရွက်ဖို့လိုတယ်လို့အတင်းထောင်တွေကလည်းတွားရောက်လေးလာတင်တယ်လို့ဥက္ကိုင်မောင်ကြီးကပြောပါတယ်။ဒီမိုကရေစီရေးလူအခွင့်ရေးအနေနဲ့ပတ်သက်တဲ့ကော်မတီအစီရင်ခံစာအစီရင်ခံစာတော့လွတ်တော်ရဲ့ဒါလုပ်ရမယ်လုပ်ထုံးလုပ်နေတယ်မှာတခုလုပ်နေကြအလုပ်လို့ပြောရမှာ။ ဒါပေမဲ့ဒီထဲမှာပါတဲ့အချက်ကအရေးကြီးတယ်ဒါကဘာလဲဆိုရင်အဓိကဘာလဲဆိုရင်နိုင်ငံသားတွေအတွက်ဘလောက်အခွင့်အရေးတွေကာဝယ်ပေးနိုင်တယ်လဲဘလောက်ဆုံးရှုံးနေတာတွေကိုပေါ်ထုတ်ပြီးတော့မှတိုက်တွန်းနိုင်တယ်လဲအစိုးရကိုတိုက်တွန်းထိန်းကြီးဆောင်ရွက်နိုင်တယ်လဲလက်ရှိနိုင်ငံသားတွေကဒီမိုကရေစီရေးတွေလူ့အခွင့်အရေးတွေနိုင်ငံသားအခွင့်အရေးတွေဆုံးရှုံးနေပါတယ်လို့တတန်တန်တတန်တန်အော်နေတယ်အတမ်းမျိုးစုံထွက်နေတယ်ထွက်နေပြီးတော့ဒီမှာက အခုလုပ်ငန်းပိတ်သိမ်းအားလုံးကော်မတီတွေတာဝန်ပိတ်သိမ်းတော့မှာဒီလွတ်တော်ကြီးပိတ်သိမ်းတော့မယ်ဒီလိုအခြေအနေမျိုးမှာတော့ဆုံးတင်လာတာကျွန်တော်တို့ဆောင်ရွက်ရန်ကြံပါသေးတယ်ကျွန်တော်တို့ဘာလီဘာလီတော့ကော်မတီမှာအားနေတဲ့အတွက်ဘာလီမလုပ်နိုင်ပါဘူးဒါမျိုးတွေဖြစ်စီခြင်းတယ်စစ်ဘေးချောင်းဒေသတွေမှာကဲနိုင်ငံသားတွေကမြတ်တာဆိုခံစားခွင့်ဘာမြတ်တာလဲနိုင်ငံသားအခွင့်အရေးတာသူညီမြဘယ်လိုတာသူညီမြမှာလဲ ဒီမျိုးဘွားလူတွေကကြောင်ကြမယ်ဇာတော့အေးနေသူတို့ကအခုဆောင်းတွင်ဘယ်လိုဖြတ်သန်းမလဲတဲ့ဒီဆောင်းကိုဒီစစ်ဘေးရှောင်ဒုက္ခတွေတွေဘယ်လိုဖြတ်သန်းကြမလဲစဉ်းစားကြည့်သမ်းပါအခုမြန်မာပြည်အလဲပိုင်းတောင်လောက်အေးလာပြီကချင်ပြည်မှာရှမ်းပြည်မှာအဝိထေမပြည့်စုံနေဒုက္ခတွေတွေဘယ်လိုဒုက္ခရောက်မလဲအဲ့လိုပဲနောက်အစိုးရကိုမျောကိုးပြီးတော့မှ နောက်ဆိုးကတက်လာရင်လွတ်မှာပါလို့ထင်နေကြတဲ့မီဒီယာသမားတွေကျောင်းသားနော်မြို့သားပညာရေးဥပဒေကိုဆန္ဒပြခဲ့တဲ့သူတွေဝိညာဉ်ပြည်သူတွေတည်သူတွေနောက်အစိုးရနောက်အစိုးရဆိုဘယ်တော့လဲမတ်လကြမှာကြမ်းကြင်မဲ့သူတွေကဧပြီလဲမလွတ်နိုင်သူမေလဲမလွတ်နိုင်သူသူတို့ရန်ရလဲပတ်တဲ့အခါဘယ်တော့မှလွတ်နိုင်မှာလဲအဲ့ဒါဆိုနောက်ထပ်6လလောက်နေကဟုံးမှာဆိုဘာလို့လဲ6လထောင်ကြတာ ਨੇ တူတူပဲ အဲဒါတွေကိုပြန်တွဲရမှာအဲ့တော့လူခွင့်ရေဆုံးရှုံးတာဆိုတာအခုဆုံးရှုံးနေတာတွေ့ရင်အခုပဲဒီဆုံးရှုံးမှုကိုဖော်ထုတ်အခုပဲဖြေလျှော့နိုင်အောင်စူးစမ်းရမှာဒါမှအလုံးလုံးတယ်လို့ပြောရမှာဖြစ်တယ်ပေါ့နိုင်ငံသားတွေရဲ့မူလအခွင့်အရေးဒီမိုကရေစီအရေးနဲ့လူအခွင့်အရေးဆိုင်ရာကော်မတီရဲ့အစီရင်ခံစာကိုဥခိုင်မောင်ကြီးကဆွေးနွေးခဲ့တာပါဒီလိုဆွေးနွေးမှုကိုပြည်သူ့လွှတ်တော်ကကန့်ကွက်သူမရှိတာကြောင့်ကော်မတီရဲ့အစီရင်ခံစာကိုလွှတ်တော်ကအတိအပြုမှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအိမ်ယာလိုအပ်ချက်တွေမြင့်မားနေတာကြောင့်နေထိုင်သူတွေအဆင်ပြေစေဖို့အတွက်အငှားအိမ်ယာချထားပေးမယ့်အစီအစဉ်ကိုဆောင်ရွက်လျက်ရှိနေပြီးတော့ရှောက်လာတွေကို2016ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလက်ခံသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာတရနေ့ကပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာဗဟန်းမြို့နယ်မဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညညိုသိန်းကအငှားအင်အားချထားပေးမဲ့အစီအစဉ်အချိန်တွေကိုမေးမြန်းရာမှာရန်ကုန်တိုင်းဒေသကြီးအစိုးရစောက်လုပ်ရေးဝန်ကြီးကပြန်လည်ဖြစ်ကြားမှုမှာထည့်သွင်းပြောကြားခဲ့တာပါအဲ့တော့ပြည်သူလူထုကိုစားကျမဒီနေ့တွတ်တော်ကိုမေးချင်တာကတော့ဒီလိုအငှားချအင်အားပြင်းပြန်ခဲ့ရ ရရှိလာမဲ့အခန်းပေါင်းဒါကျမသိရသလားဆိုရင်၄000မှ6000အထိရှိရလို့သိရပါတယ်။ဒီအိမ်ခန်းတွေကိုဘယ်အစိုးရကတာဝန်ယူပြီးတော့ဘယ်လိုပြည်သူလူထုထံဖြန့်ဝေအားချမှာပါလဲ။ယခုအစိုးရလား၊နောက်အစိုးရလား။အခုအစိုးရကစီစဉ်ပြီးတော့ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့ဘယ်လိုအစီအစဉ်တွေနဲ့ပွဲလင်းမြင်သားမှုအပြည့်နဲ့ တောင်းရင်ဆောင်ရွက်မှာလေဆိုတာသိချင်တဲ့အတွက်ကြောင့်မလို့ကျမနေနဲ့ဒီမေးခွန်းကိုမေးရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျမမေးမယ်မေးခွန်းကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ယူစီစဉ်နေသောငှားချအင်အားစီမံကိန်းကိုမြေပြင်အချိန်တွင်မြေပြင်အစည်းအဝေးနှင့်အငှားချပေးမည်ကိုသိရှိလိုခြင်းဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်အငားအရာတိစောက်မှုကိုဒဂုံမျိုးသစ်တောင်ပိုင်းမြေတိုင်းရက်ွက်143မြင်းဆောင်နှင့် အမတ်နှစ်လမ်းမကြီးနဲ့မဟာဗန္ဓုလလမ်းတောင်မှာတိစောက်နေတာပါတိစောက်မှုကိုမက်ရှလာအတွင်ပြည်စီအောင်ဆောင်ရွက်မှာဖြစ်ပြီး6ခန်းတွဲ၄ထက်တိုက်အဆောက်အုံ90ပါဝင်မှာဖြစ်ပါတယ်ဒါအပြင်အခန်းတစ်ခန်းမှာ969သက်သမ5စတူယန်ပေရှိတဲ့အိတ်ခန်း2ခန်းပါဝင်မှာဖြစ်ပါတယ်အင်္ဂါအိမ်ယာတွေကိုရှောက်ထားရမယ့်ပုံစံနဲ့ပတ်သက်ပြီးတော့တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောက်လုပ်ရေးဝန်ကြီးကအခုလိုပြောထားပါတယ်။ငားရပြည်မှာကိစ္စငားရနေဆိုင်လို့ပြော။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနေဖြစ်အားရနေတိုင်းကိုရှောက်လာတင်သွင်းရမှာဖြစ်ပြီးရှောက်လာတဲ့သူနေကပိုင်ဆိုင်မှုမရှိကြောင်းကိုယ်တိုင်ဝန်ခံချက်သုတ်ဆန်ရက်ွက်ကြီးပါဥဆိုရမှုဤထောက်ခံချက်ဥဒွဲ့ပြပြရန်လိုအပ်မှာဖြစ်ပါတယ်ဆော့တော်သူဥယျာဉ်မှာအခါရီတက်ထက်ညပြပါကမဲစနစ်ဖြင့်အငှားချက်သာပြီးသွားမှာဖြစ်ပါတယ်ရှောက်လာများကို2016ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာ15ရက်နေ့အတွင်းလက်ခံမှာဖြစ်ပြီးအစောဦးစောလို့ပြည်သူပြည်နဲ့တပြိုင်နက် စနစ်ကြအငားချတာဆောင်ပြီးသွားမှဖြစ်ပါကြောင်းပြန်လည်တင်ကြပါမယ်။ရှောက်ထားသူတွေဟာအခန်းအရေအတွက်ထက်များနေရင်မဲစနစ်နဲ့အငားချပြီးသွားမှဖြစ်ပါတယ်။ဆောက်လုံမှုကိုတော့2016ခုနှစ်မတ်လအတွင်းမှာပြည်စီအောင်ဆောင်ရွက်သွားမယ်လို့ဆောက်လုံရေးဝန်ကြီးကဆိုပါတယ်။ဒီဇင်ဘာလ1ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာ AIDS နေ့အခမ်းအနားကိုရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ယုံကြုံမှကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို NLD အဖွဲ့ချုပ်နိုင်ရက်ကဦးတင်ဦး HIV ပိုးကူးစက်ခံထားရသူတွေကိုဥဆောင်ဆောင်ရှောက်နေသူတော်ဖြူဖြူတင်အဖွဲ့ချုပ်ကတာဝန်ရှိသူတွေရွှေညဝါဆရာတော်နဲ့ဆောင်ရှောက်မှုမှာပါဝင်ကူညီထားတဲ့တန်ကားတော်တွေဒေသအသီးသီးက HIV ရောဂါပိုးကူးစက်ခံထားရသူလူနာတွေနဲ့အလှရှင်တွေတက်ရောက်ကြပါတယ်လက်ရှိမှာ HIV ပိုးကူးစက်ခံရသူတွေအပေါ်ခွဲခြားဆက်ဆံခံနေရမှုနဲ့ဆေးရရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးဒေါ်ဖြူဖြူသိန်းကအခုလိုပြောပါရစေ။ ဒီကျမ်းမာရေးဝန်ထမ်းတွေပေါ်တဲ့ဟာခွဲခြားဖြစ်တယ်နော်အခုလက်တော့ကိုကျွန်တော်ကျွန်တော်နိုင်ငံမှာစင်ဝါရရှိဖို့တက်ကို90%ကအခက်အခဲရှိနေတဲ့ပုံစံမျိုးရှိပါတယ်ဒါပေမဲ့မြန်မာပြည်မှာကစေးမရှိဘူးလားဆိုတော့ကျွန်တော်တို့မေးတဲ့အခါကျလို့ရှင်တော့စေးတွေရှိနေတယ်ဒါပေမဲ့ကျွန်တော်ပြည်သူလူထုတက်တယ်လို့စေးတွေမရောက်ဘူးဒါတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်မှားရင်းနေတဲ့စနစ်ကြောင့်ပါနော်ဒါပေမဲ့ကျွန်တော်တို့ဒီရှေ့ဆက်သွားမယ့်နေရာမှာတော့တကယ်ကိုလိုအပ်ချက်ရှိနေတဲ့ပြည်သူလူထုလက်ထက်စေးဝါးတွေရောက်ဖို့ကြောင့်ကျွန်တော်တို့ပြောကြပါမယ် ဒီစောက်ရှောက်မှုအဖွဲ့ကိုပြီးခဲ့တဲ့၈နှစ်လောက်ခရဲကတည်ထောင်ခဲ့တာဖြစ်ပြီးစတင်တည်ထောင်ချိန်မှာငွေကြေးအခက်အခဲနေရာအခက်အခဲတွေရှိခဲ့ပါတယ်လက်ရှိမှာအမျိုးမျိုးအနေနဲ့က HIV ရောဂါပိုးကူးစက်ခံထားရတဲ့လူနာ200ကျော်ခန့်ကိုရန်ကုန်မြို့တောင်တကုန်းအရှိတကုန်းမြို့နယ်တွေမှာနေထိုင်စရာတီးသန့်ထားပြီးပြုစုစောက်ရှောက်ပေးလျက်ရှိပါတယ်အခုအခါမှာ NLD ရဲ့ AIDS စင်တာမှာကုသမှုခံယူနေသူတအူးကဒီစင်တာမှာနေထိုင်မှုနဲ့ပတ်သက်ပြီးအခုလိုပြောပါရစေ။ ီမှာဟိုလုံးလုံးကြီးလင်းရက်ကကျမရောက်အမတို့လာခေါ်တို့ရောက်တာပါဒီမှာအစကျမ2005ရောက်ခါကြတော့အမအဖေတို့အိမ်တို့အိမ်မဲငှပြေပေါ့နော်ကိုယ့်အကိုဟိုလိုရတာပေါ့ကိုယ့်အကိုချက်ပြုတ်စားတာအခုကြတော့အဲ့လိုမဟုတ်တော့ဘူးကိုယ်ဆက်ဆက်ရရအကုန်လုံးစင်ပြေပါတယ်အခုအမတို့စီမှာဟိုကူဆက်ချုပ်တင်ဆက်ချုပ်အိမ်ကြီးတွေချုပ်ပါတယ်ဘောင်းတော်တွေချုပ်ပါတယ်နောက်ပြလိုက်ကာတွေချုပ်ပါတယ်နောက်ပြဘောင်းတော်အစီတွေကတ်ပါတယ် ထားပြီးမြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံရသူ2သိန်း1000ရှိပြီးဝေဒနာရှင်တွေတောက်သုံးနေရတဲ့ ART C ရရှိသူဟာ3သိန်း1000ခန့်သာရှိတယ်လို့ဒေါ်ဖြူဖြူသိန်းကပြောပါရယ်။ဒီအခမ်းအနားမှာတရုတ်ဆောင်ဘေးလူဝါကလည်းနှစ်သိန်းအမှားစကားပြောကြခဲ့ပါရယ်။အနာဂတ်လေးတောက်မှဆိုအသက်တောင်ဘူးမရှိနဲ့ဘူးအကောင့်လားပြီးရင်တော့ငါကြော်ရင်ခင်ဗျားတို့ဟေးလို့ထားအောင်လားဒါလို့တို့ယောဂပျောက်ပြီးတောက်ပါအဲ့တော့ မဖီယိုဒီကနေတူတူတူဘုံပြချင်တာကတော့မြန်မာပြည်ရဲ့မတ်တထရီစာလို့ပဲကိုပြေကျွန်တော်ဒီလိုချက်ပါတယ်နော်အဲဒီနောက်မှာတော့အလူရှင်တွေကအလူငွေတွေပေးအပ်တာ NLD နာယကဦးတင်ဦးကို HIV ယောဂပိုကူးဆက်ခံရသူတွေကဃာရဝပြူရာနဲ့ပန်းရည်လန်းအဖွဲ့ကဖျော်ပြေးရေးအစီအစဉ်တွေကိုလည်းထည့်သွင်းပြုလုပ်ခဲ့ပါတယ် ဖန်ဆီးခန့်ចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကိုတရားစွဲဆိုထားမှုဟာလုံထုံးလုံနည်းနဲ့မညီတဲ့အတွက်တရားစွဲမှုကိုပယ်ဖြတ်ပေးဖို့ခရိုင်နဲ့တိုင်းဒေသကြီးတရားလွှတ်တော်တွေကိုတင်ပြထားတာကြောင့်တုံးကနေပါကြအောင်စစ်ဆေးမှုရနာထားခဲ့တဲ့ចောင်းသားများအမှုကိုဒီဇင်ဘာလတရက်နေ့မှာပြန်လည်စစ်ဆေးခဲ့ပါတယ်မျိုးနယ်တရားရုံးကိုအမှုတွဲပြန်ရောက်လာတဲ့အတွက်ဒီဇင်ဘာလတရက်နေ့မှာအမှုပြန်စစ်ဆေးခဲ့တာဖြစ်ပါတယ် ကျောင်းသားတွေရဲ့ရှေ့နေဖြစ်သူတွေကတရားဆွဲထားမှုပယ်ဖြတ်ပေးဖို့ခရိုင်တရားရုံးကိုစက်တင်ဘာလအတွင်းကတင်သွင်းခဲ့ခြင်းကတခါပေချခံခဲ့ရပါတယ်။အဲဒီနောက်နိုဝင်ဘာလ၁ရက်နေ့ကလည်းဘကိုးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးကိုရှောက်ထားမှုမှလည်းထပ်ပယ်ချခံခဲ့ရပါတယ်။ဒီဇင်ဘာလ၁ရက်နေ့မှာပြန်လည်စစ်ဆေးခဲ့တဲ့ရုံးချင်းမှာတော့တရားလိုရဲမှုဖုံးမြင့်ကိုဆက်လက်စစ်ဆေးခဲ့ပါတယ်။ရုံးချင်းမှာကျောင်းသားတွေရဲ့ရှေ့နေဖြစ်သူဦးထေကလေးပွင့်ဆိုင်ဂတိကဝတ်ကိုချိုးဖောက်ပြီးတရားစွဲဆိုမှုနဲ့ တပိတ်စစ်ကြောင်းဖြိုခွဲတဲ့နေ့ကမပါဝင်ပဲနောက်မှသာကြောင်းသားခေါင်းဆောင်တချို့ဖမ်းဆီးခံရမှုတွေကိုမေးမြန်းခဲ့ပါတယ်။စစ်ဆေးခဲ့တဲ့ရုံချင်းအခြေအနေနဲ့ပတ်သက်ပြီးတရားလွှတ်တော်ရှေ့နေဦးထေးကအခုလိုပြောပါတယ်။ဒီအမှုမှာ143 145 140 330 332နဲ့ဆွဲထားတာရှိတယ်။အဲဆက်ဦးရည်နဲ့ဆက်နေတဲ့လူစုတွေလူစုမှာခွဲတဲ့အရေးကြီးတဲ့ဖြစ်လာတဲ့ပုံပါတယ်။အဲ့ဒါက10ရက်3လ2015ရဲ့နေ့မှာအခင်းပြတဲ့အောင်ရေးပဲအဲ့ချိန်က ကိုကျော်ကိုကိုတော့ကိုနန္ဒာဆက်အောင်လို့ဟာဟန်ဒီဦးလို့သူကမရှိကြဘူးပေါ့နော်ငါတို့လည်းမရှိကြဘူးမရှိကြတဲ့အတွက်အဲ့ဒါနဲ့အေးအေးယူလို့မရဒါမှမဟုတ်သူကတော့အရင်တည်းကအာဒီအဲပုံမှန်ဒီဟောပေါ့နော်အတန်20ခုထုတ်ပြန်ပြီးတာဖြစ်တဲ့အတွက်အဲအဲ့လိုတစ်ဆက်တည်းဖြစ်တဲ့အတွက်အေးအေးယူတော့လို့သူကတော့အလိုတရားထွက်ဆိုချက်ပါတော့နော်ထွက်သွားတယ်အဲအဲ့ဒါအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ရှေ့ဆက်နေမေးရမှာเนาะကျွန်တော်တို့ဥရေရကြတော့ဒါအခင်းဖြစ်တဲ့နေ့မှာသူတို့မရှိကြဘူးရှိကြတဲ့အတွက်ဒီပုံမှန်နဲ့ဆွဲလို့မရဘူး အကြထုတ်ပြန်ချက်တွေကိုကျွန်တော်ဘာကသားနေထုတ်ပြန်ထားတာရှိတယ်တာဝန်ရှိလို့ဆွဲမဲ့ဆိုရင်တရားဆွဲရမယ်ငါငါခါမယ်တရားဥကြိုက်ရှောက်ရမယ်အဲ့ဒါကတော့ကျွန်တော်ဘက155တင့်တယ်ဒါရဲလက်ဆွဲဦးရပါတော့ရဲလက်ဆွဲမှလည်းဖော်ပြထားတယ်ရဲရဲပိုက်ဦးလို့တရားရုံးမှာရှောက်ထားတရားရှောက်ထားနောက်ထပ်ရုံးချင်းကိုတော့ဒီဇမလ8ရက်နေ့ကိုပြန်လည်ချိန်းဆိုခဲ့ပါတယ် အဲ့ဒီရုံကျိမ်းမှာဘာကတာအခွဲကျော်ဥက္ကဋ္ဌကိုကျော်ကိုကိုကိုလည်းတရားဝရီတရားရုံးမှာရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ဝင်းရဲ့ပြည်သူတွေနဲ့ဘာကတာအခွဲဝင်တွေကိုတပေါင်းနဲ့တရားဆွဲဆိုတာနဲ့ပတ်သက်ပြီးကိုမင်းသွေးတစ်ကအခုလိုပြောပါတယ်။ကျွန်တော်တို့ဥဆောင်တဲ့တပိတ်မှာယုံကြည်ကြည်ပါလာတယ်ပြီးတော့ဒီထောင်ကျနေတဲ့အခါမှာတချို့တွေကြားပါရင်မကောင်းတာရှိတယ်တချို့တွေကကျတော့ကျွန်တော်နဲ့အဖွဲ့စည်းမတူဒါပေမဲ့ကျွန်တော်တို့ဟိုစဉ်းစားထားတာကျွန်တော်တို့လိုချင်တာက အဲကျွန်တော်တို့ဥဆောင်လို့အစိုးရအနေနဲ့ဟိုအညှို့ထားတယ်ဆိုရင်တော့မှဒီဝင်းရံပြည်သူတွေတော်များတော့လွတ်ပေးစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဟိုဥပဒေကြောင်းရလုံးနိုင်ချေရှိလုံးလို့ရတာတခုကတော့ဒါဟိုဆွဲထားတဲ့ပုံမှာတပြေးညီအားလုံးဆွဲထားတာဟုတ်တယ်အဲ့တော့ကျွန်တော်ခေါင်းဆောင်နေကဟိုခေါင်းဆောင်နေဟိုသူတို့ဆွဲထားတဲ့ပုံမှာဒီပုံမှာနဲ့ဆွဲထားရဆိုရင် တော့ဝင်းပြည်သူတွေကဟို905ခါကသူတို့ကိုယ်တိုင်လည်းတက်ပြီးတော့ဟောပြောပွဲလုပ်တာလည်းမဟုတ်ဘူးသူကနောက်ကပဲပါလာတာဖြစ်တယ်သူတို့လည်းကြွေးကြော်ဆန်တိုင်ထားတာလည်းမဟုတ်ဘူးဆိုဒါတွေက905ခါလို့ပါတော့ဝင်းပြည်သူတွေဆွဲဖို့မတင်ဘူးလို့ထင်တယ်တော့ပုံမှန်တွေခွဲထုတ်ပြီးတော့ဟိုတယောက်ကိုတပုံမှန်မျိုးအားလုံးတပင်းကြီးပုံမှန်မျိုးမဟုတ်ပဲနဲ့သူနဲ့တင်းတော်ပုံမှန်မျိုးနဲ့ဆွဲတယ်နောက်မှအမှုဆက်ရှိပေါ့လေအဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့တချို့တွေအမခံရနိုင်တယ်ပေါ့အဓိကတော့ကျွန်တော်ဥတည်ချက်ထားတာကဝင်းပြည်သူတွေပရမဆက်အမခံရရေးနောက်ပြီးတော့မှဒုရဆင့်နေနဲ့ ဘာဂဒအကြောင်းသားငယ်ကြီးအမကန်ရာကြီးနောက်မှသာလေကျွန်တော်တို့ဒီကျန်တဲ့စီဘူးစီဘာဂဒဘဟုကော်မတီတို့ဒီဟိုဟာစကောင်းကော်မတီတို့ကလူတွေကနောက်ဆုံးအနေနဲ့ပဲထောင်ထဲမှာဆက်ရှိနေလဲဆက်ရှိနေလဲလို့အဓိကတော့ကျန်တဲ့လူတွေလုံမြောက်ရေးအတွက်ကိုကျွန်တော်တို့လုပ်ဖို့စဉ်းစားတာပါဒါအပြင်မဖြူဖြူအောင်ကလည်းចောင်းသားတွေတောင်းဆိုထားတဲ့အချက်ဆက်တစ်ချက်မရရှိသေးတဲ့အတွက်ဆက်လက်တောင်းဆိုသွားမယ်လို့အခုလိုပြောပါရယ် ကျွန်တော်တို့မူလရည်ရွယ်ချက်ကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တောင်းဆိုထားတဲ့အချက်ရှိတယ်။အဲ့ဒီအချက်တွေကိုကျွန်တော်ဥပဒေအဖြစ်ပြန်လည်ရေးဆွဲထားတာရှိပါတယ်။ဆိုတော့ဒါကကျွန်တော်တို့ရဲ့ပန်းနိုင်ပါပဲ။ဒီဒီဥပဒေတွေတစ်ခုလုံးတည်ပြုနိုင်ဖို့ကျွန်တော်ဆက်ပြီးတော့စူးစမ်းမှာပါ။အာဒါဘယ်အစိုးရလက်ထက်ပဲဖြစ်ဖြစ်ပေါ့နော်။ဒါကျွန်တော်ဒီမိုကရေစီလိုရတဲ့အစိုးရဆိုရင်တည်ကြတယ်ပြည်သူတွေရဲ့ဆန္ဒကိုအာအကောင့်ထည့်ဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဒါကြောင့်မို့လို့ဒီကျွန်တော်လိုချင်တဲ့အချက်တွေကတော့ကျွန်တော်အခုချိန်ထိကျွန်တော်ဆက်ပြီးတော့ကင်ဆယ်ထားလို့မှာပါ။ ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းကကျောင်းသားတွေနဲ့ဝင်းရံပြည်သူ80ကိုပြစ်မှုဆိုင်ရာဥပဒေပုံမှ905ခါခွေးအပါအဝင် ပုံမှ9ခုနဲ့ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။ဒီအမှုအတွက်တရားလိုပြတပ်သေး43ဦးတင်သွင်းထားပါတယ်။ဒါပေမဲ့လည်းအမှုကိုစစ်ဆေးနေခဲ့တဲ့၈လကျော်ကာလအတွင်းလက်ရှိအချိန်ထိတရားလိုရဲမှုဖုံးမြစ်တအူးတွေကိုသာစစ်ဆေးနေရဖြစ်ပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရင်းနဲ့လွှတ်တော်အတွင်းကတက်မတော်သား25ရာခိုင်နှုန်းထွက်သွားပေးရေးအတွက်ဆန္ဒပြတောင်းဆိုခဲ့တာကြောင့်ရင်းစိန်ထောင်အတွင်းမှာဖမ်းဆီးခံထားရတဲ့တက္ကသိုလ်ကျောင်းသားများတမကတာကတာအဖွဲ့ဝင်ကိုစေရလွင်နဲ့ကိုပိုင်ရဲသူတို့ကိုဒီဇင်ဘာလ10ရက်နေ့ကဗရဲရန်မြို့နယ်တရားရုံးမှာရုံးထုတ်ဆစ်ဆေးခဲ့ပါတယ်ဒီသတင်းကိုတော့11 Web TV ကသတင်းတောက်နေမင်းအောင်ကသွားရောက်သတင်းရယူထားပါတယ် နှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့လွတ်တော်တွင်ရှိတမတော်သား25ရာခိုင်နှုန်းထွက်သွားပေးရတဲ့ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံထားရတဲ့တာကသကျောင်းသားကောင်းသားကိုစရာလင်းနဲ့ကိုပိုင်ရဲသူတို့အမှုမှ၄ဦးမြောက်တဲလို့ပြသက်သေးကိုရုံထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ရုံထုတ်မှုမှာကိုစရာလင်းကလာမယ့်အစိုးရမတိုင်ခင်မှာလက်ရှိအစိုးရအနေနဲ့ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အမှုတွေကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ကျွန်တော်တို့ဘလို့တယ်မှာကျွန်တော်တို့ဒီနေ့၅လပြည့်တယ်ကျွန်တော်ထောင်ထဲရောက်တာ။ အဲ့တော့ကျွန်တော်၅လအတွင်းမှာကျွန်တော်နိုင်ငံရေးဖြစ်စဉ်တွေအားလုံးမှာကျွန်တော်ပေါင်းဝင်ခဲ့မရဘူးကျွန်တော်နိုင်ငံသားခွင့်ရေးတွေဆုံးရှုံးတယ်အဲ့တော့ဒါမဲ့အစိုးရမတိုင်ခင်မှာလက်ရှိအစိုးရအနေနဲ့ဖန်တီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့အမှုတွေအားလုံးဖက်သိမ်းပေးပါလို့ကျွန်တော်တောင်းဆိုဒီမိုကရေစီမှာနိုင်ငံရေးအကျဉ်းသားမရှိသင့်တော့ပါဘူးဒီမိုကရေစီပညာရေးကိုကျွန်တော်မလို့မရသေးခင်အချိန်ကြီးတော့ကျွန်တော်တောင်းဆိုနေရမှာပဲဒါမဲ့လက်ရှိရှိနေတဲ့အနေအထားပေါ်မူတည်ပြီးကျွန်တော်တို့တွေအားလုံးလက်ရှိ မိုကရေစီပညာရေးအနေနဲ့ကျွန်တော်တို့အားလုံးညှိနှိုင်းတိုင်ပင်ရမှာပဲဒါမဲ့အစိုးရကပညာရေးအတွက်ကောကျန်းမာရေးအတွက်ကောကဏ္ဍအားလုံးအတွက်ကိုအဲတိုင်ပင်တိုင်တိုင်ပင်နဲ့တိုင်းသူပြည်သားအတွက်နိုင်ငံအတွက်လှုပ်လှုပ်ပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လက်ရှိမှာကိုစင်ရလွေနဲ့ကိုပိုင်ရဲသူတို့ကိုဗဘဲနဲ့မြို့နယ်အတွင်းဆန္ဒပြခဲ့တာကြောင့်ပုံမှန်905ခါခွေနဲ့တရားစွဲခံထားရတဲ့အမှုအတွက်စစ်ဆေးခဲ့ပြီးရက်ွက်အုပ်ချုပ်ရေးမှုတအုပ်ကိုတရားလိုပြတက်တဲ့အဖြစ်စစ်ဆေးခဲ့ပါတယ်ကိုစင်ရလွေရဲ့အရှိန်ဦးကျော်ဟိုက လက်ရှိအမှုစစ်ဆေးနေမှုအခြေအနေကိုအခုလိုပြောပါရယ်။ရုံးချရတော့ကျွန်တော်တို့လေးရောက်မြောက်တက်ပြီးဖြစ်တယ်။လေးရောက်တက်တဲ့အားကျွန်တော်တို့ရက်ွက်အုပ်ချုပ်ရေးကိုကျွန်တော်တို့ဗဲရာမြို့နယ်ကရက်ွက်နေဥက္ကဋ္ဌကိုမြင်ပြီးဒီကသူထွက်သွားတာတော့ဖြစ်တဲ့ချိန်မှာဟောဟောတယ်ပြောတဲ့အခါကျတော့အာနာပဲလေးကတားတယ်ပေါ့ကိုကုတ်ကြီးချက်မရှိဘူးလို့ပြောတော့ဒါလည်းတားလို့ပြရတယ်။ကိုစံနာမိတော့ဟောပြီးတော့ကျွန်တော်ထွက်သွားကြတယ် တော့အเจ้าရာနေတာပါပြောတဲ့အเจ้าရာနေမှတ်မိတာဆိုမှတ်မိဘာလို့ပြောကျွန်တော်ကပြန်မေးတဲ့အခါကျတော့ကျွန်တော်မေးတာပေါ့အเจ้าရာမှမှတ်မိဆိုတာမထူးခြားဘူးသူကြာကြာမရှိလို့မှတ်မိတာဟုတ်ပါတယ်မှတ်မိတော့ဒီလိုမေးတဲ့အเจ้าကဒီကတော့ဒီခေါ်တာပြောတာတစ်သက်ဆိုတွေးထူးလို့ဆိုဆွဲတဲ့ပုံကငါခါဘူးဘောရပြောတယ်သူကြောက်လို့ပဲသူကအစ်ကျူတော့တော့ဆော်တယ်ကျွန်တော်သွားတဲ့လမ်းကြောင်းက ဟိုကိုဒီရလင်းလို့ဟောတာပြောတာတွေကသူကငါပြောနေခေါ်နေတဲ့ကိစ္စပဲဟိုဘာဘာတူးကြရမရှိခုနပြောလို့ဒီညလေးအပြစ်ကျူးလို့လောက်လုံးစော်တဲ့ကြောက်ရတယ်ဟိုသွားကျွန်တော်တို့သွားကြခေါ်တဲ့ဆိုလို့မှန်းကြောက်တယ်တော်တော်ရဘုံခါပါလေပြောရခေါ်တဲ့ကြောက်ရလေးကကြီးကြောက်မှုရှိတယ်ကျွန်တော်လည်းမမမိဆိုတော့ဟုတ်ပါတယ်ခါပါတယ်ကြောက်တရားမြွနယ်တရားသူကြီးက ဆွဆွဲခံရသူ2ဦးရဲ့အမှုကိုဗဗန်းနဲ့မြို့နယ်တရားရုံးမှာတပေါင်းနဲ့စစ်ဆေးဖို့တင့်တော်ပြီးအနောက်ပိုင်းခရိုင်တရားရုံးကိုရှောက်ထားတာကိုခရိုင်တရားရုံးကပြီးခဲ့တဲ့အောက်တိုဘာ26ရက်ကဗဗန်းနဲ့တရားရုံးမှာသာတပေါင်းနဲ့စစ်ဆေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိမှာဗဗန်းနဲ့တရားရုံးမှာသာစစ်ဆေးနေတာဖြစ်ပါတယ်။ဗဗဲနဲ့တရားရုံးမှာတပေါင်းနဲ့စစ်ဆေးဖို့အမိန့်ချမှုကိုဆွဆွဲခံရသူတို့မသိရှိရတာကြောင့်ဒီစစ်ဆေးမှုဟာ ဥပဒေနဲ့ညီမှုရှိမရှိစစ်ဆေးပေးဖို့စုဆွဲခံရသူတွေရဲ့မိသားစုဝင်တွေကရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကိုတင်ပြထားတယ်လို့တရားစွဲဆိုခံထားရတဲ့ចောင်းသား2ဦးကပြောပါတယ်တကတာចောင်းသားកောင်းဆောင်ကိုစီယာလွင်ကိုနန်းလင်းကိုပိုင်ရဲသူတို့အပါအဝင်အဖွဲ့ဝင်ចောင်းသားအထုနဲ့ပြည်သူတွေပူပေါင်းပြီးပြီးခဲ့တဲ့ဇွန်လ30ရက်ကတိန်ကြီးစေးရှိကနေမြို့တော်ခမ်းမရှိအထိ2008ဖွဲ့စည်းဖို့အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လွှတ်တော်အတွင်းမှာရှိတဲ့တက်မတော်သား25ရာခိုင်နှုန်းထွက်သွားပြီးရဲ့အတွက်လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်ဒီလိုဆန္ဒပြမှုနဲ့တက္ကသိုလ်ကျောင်းသားများတက်မကတက္ကသအဖွဲ့ဝင်ကိုစေရလွင်ကိုနန်းလင်းကိုပိုင်ရဲသူတို့ကိုပုံမှန်78ပုံမှန်905ခါခွေးတို့နဲ့ဗဗဲရမ်းမြို့နယ်တရားရုံးနဲ့ကြောက်တရားမြို့နယ်တရားရုံးတို့မှာတရားစွဲဆိုခဲ့တာပါလက်ရှိမှာတော့တာကတာចောင်းသားတအုပ်ဖြစ်သူကိုနန်းလင်းမှလွတ်မြောက်နေဆဲဖြစ်ပြီးတရက်ခံပြည့်အဖြစ်ကြေညာခံထားရပါတယ်။